ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာစမ်းကျင်မှုသပြင်းဝိုင်းရှင်ယောဟန်ခရစ်ဝင်ကျမ်းအပိုင်းနှင်းအပိုင်းငယ်တင်းမှာဆနှစ်ဒီနေ့အကြောင်းအရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကဂါလိလဲပြည်ကာနမြို့မှာရှိတဲ့ကက်သရီလာတို့ရဲ့မင်္ဂလာပွဲအကြောင်းပဲဖြစ်ပါတယ်ဒီမင်္ဂလာပွဲရဲ့အဓိကလူကတော့သခင်ယေရှုရဲ့ဆွေမျိုးတွေပဲဖြစ်ပါတယ်သခင်ယေရှုနဲ့တပည့်တော်များကိုဒီမင်္ဂလာပွဲသို့ဖိတ်ကြားခဲ့ပါတယ် ဒါပေမဲ့ကောင်းစွာကျင်းပနေတဲ့မင်္ဂလာပွဲမှာပြဿနာတစ်ခုဖြစ်ပွားခဲ့ပါတယ်။အင်ရှင်ကဧည့်သည်အရေးအတွက်ကိုမှားပြီးရေတွက်မိခဲ့ပါတယ်။ပွဲလေအယောက်မှာပဲဝိုင်းတွေကုံသွားခဲ့ပါတယ်။မင်္ဂလာပွဲတစ်ခုအတွင်းဝိုင်းကုံသွားခြင်းကလူအများတွေးကြည့်ဖို့အဆင်မပြေတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။အထူးသဖြင့်မင်္ဂလာပွဲကိုပြင်ဆင်ရတဲ့မိသားစုများကတွေးကြည့်ပြီးစီစဉ်ရပါတယ်။ တဆုံတယောက်ကဧည့်သည်များကိုဖိတ်ကြားထားပေမဲ့ဝိုင်းအလုံးလောက်မရှိပါကပွဲတော်ကိုကောင်းစွာမပြင်ဆင်ထားဘူးလို့ယူဆရပါတယ်။လူတွေကဒီလိုကိစ္စမျိုးကိုမကျင်တတ်တာအတော်ကိုကြာနေပါပြီ။မင်္ဂလာပွဲရဲ့အဓိကအခိုက်အတန့်မှာဝိုင်းကမရှိမဖြစ်လိုအပ်ပါတယ်။နောက်ဆုံးနေ့မှာသတို့သားကသတို့သမီးကို ဝိုင်းတစ်ခွက်ပေးကန့်တဲ့အခမ်းအနားတစ်ခုရှိပါတယ်။သတို့သမီးကဝိုင်းခွက်ကိုလက်ခံလိုက်တဲ့အခါမှာတော့မင်္ဂလာပွဲကပြီးမြောက်သွားပါတော့တယ်။ဒါကြောင့်မင်္ဂလာဆောင်ကိစ္စပြောကြတဲ့အခါတိုင်းရွာသူရသားတွေကစပြည့်ဝိုင်းကိုလှုပ်တဲ့နေရာမှာအများကြီးအားစိတ်ထုတ်ကြပါတယ်။စပြည့်တီးကိုကောက်ကန်ကနင်းချေပြီးဖြော်ရည်ကိုရအောင်လို့ဖိညစ်ကစီပိုင်းကြီးထဲမှာတင်ဆက်ထားပြီး မင်္ဂလာပွဲ900ရလုံးမှာအသုံးပြုရဲ့ဝိုင်းတွေအလုံးလောက်ကိုပြင်ဆင်ထားကြပါတယ်။ဒါကြောင့်သူတို့အတွက်စပြည့်ရေကဘယ်တော့မှမကုံသွားကြပါဘူး။တခင်ယေရှုရဲ့မိခင်ကဒီမင်္ဂလာဆောင်မှာအရေးကြီးတဲ့နေရာကနေပါဝင်စီစဉ်ခဲ့ပုံရပါတယ်။ဇပိရေကုံသွားတဲ့အခါတခင်ယေရှုရဲ့မိခင်ကတခင်ယေရှုထံလာပြီးကျွန်တော်တို့မှာဇပိဝိုင်မရှိတော့ပါဘူးလို့ဆိုပါတယ်။ ။တခင်ယေရှုရဲ့မိခင်က ထိုအကြောင်းအရာကိုတခင်ယေရှုအားပြောပြပါကအကူအညီတချို့ရနိုင်မယ်လို့တွေးထင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့တခင်ယေရှုကမမျှော်လင့်ထားတဲ့အဖြေတစ်ခုကိုပေးခဲ့ပါတယ်။မိခင်ကျွန်ုပ်ရဲ့အချိန်ကိုမရောက်သေးပါဘူး။ထိုအချိန်မှာပဲတခင်ယေရှုကသူ့ရဲ့မိခင်ကသူမျှော်လင့်ထားတဲ့အတိုင်းမလောက်ဆောင်နိုင်ဘူးဆိုတာကိုခံစားခဲ့ရပါတယ်။ မိခင်ကထိုစကားကိုကြားတဲ့အခါမဆိုင်မတော့ပဲမင်္ဂလာပွဲအတွက်ကျင်းစစ်ပေးနေတဲ့သူတွေကိုသခင်ယေရှုမိန့်တော်မူတဲ့အတိုင်းလောက်ဆောင်ကြလို့မိန့်ပါတယ်။ထိုအခါသခင်ယေရှုက"အိုးကြီးများကိုရေဖြစ်ပြီးအင်းရှင်တန်ကိုယူသွားကြတော့"လို့မိန့်တော်မူပါတယ်။လူတို့က"အိုးအလွတ်ကိုရေဖြစ်ပြီးအင်းရှင်စီကိုယူဆောင်သွားပါတယ်"ထိုအခါစဲကျဲတဲ့ကိစ္စရက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ အိုးထဲမှာရှိတဲ့ရေတို့ကဇပြည့်ဝိုင်အဖြစ်သို့ပြောင်းလဲသွားကြပါတယ်။လူတို့ကတခိယေရှုပြုတ်လုပေးတဲ့ကိစ္စရက်ကိုမသိကြပဲအိရှင်ကကောင်းသောဇပြည့်ဝိုင်ကိုတင်ဆဲထားတယ်ဆိုပြီးဝမ်းသာပျော်ရှင်သွားကြပါတယ်။အားလုံးပဲရှင်ယောဟန်ခရစ်ဝင်ကျမ်းကနေတဆင် တခိယေရှုလောက်ဆောင်တော်မူတဲ့အချိန်တွေဆိုတာရှိတယ်လို့သိခဲ့ရပါတယ်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ အချိန်ဆိုတာကတခင်ယေရှုလူတို့ကိုကိုရော့အကြောင်းကိုပြောပြတော်မူတဲ့အချိန်အခါကိုရည်ရွယ်တာပဲဖြစ်ပါတယ်တခင်ယေရှုကသူဘသူလဲဆိုတာကိုလူတွေကိုပြောပြရမယ့်အချိန်ကိုစဉ်းစားတော်မူပါတယ်။ဒါပေမဲ့ဒီမင်္ဂလာဆောင်ပွဲကတခင်ယေရှုမြည်သူဖြစ်တယ်ဆိုတာကိုဖော်ပြရမယ့်အချိန်ဖြစ်တယ်လို့တခင်ယေရှုရဲ့မိခင်ကထင်ခဲ့ပါတယ်။ကျွန်တော်တို့ထံတခင်ယေရှု ကြွားရောက်လာခြင်းကမင်္ဂလာပွဲတစ်ခုလိုပျော်ရွှင်စရာအချိန်ဖြစ်ပါလိမ့်မယ်။မိခင်ကသခင်ယေရှုရဲ့တကူနဲ့စိတ်နှလုံးကိုသိရှိတာကြောင့်သခင်ယေရှုစီစဉ်ထားတဲ့အချိန်ကိုတော့ရွှေ့စေပါတယ်။ကျွန်တော်တို့အတွက်လည်းဒီလိုပဲမဟုတ်လားကျွန်တော်တို့အပေါ်ထားရှိတဲ့သခင်ယေရှုရဲ့စိတ်နှလုံးနဲ့သခင်ယေရှုပြုမူတဲ့အရာတွေကိုကျွန်တော်တို့ကသိရှိနိုင်ပါတယ်သခင်ယေရှုရဲ့ခေတ္တုံးကပြောင်းလဲမှုများစွာကိုကျွန်တော်တို့ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ပါတယ်။ဒီကဘာမှာကျွန်တော်တို့ရဲ့နှလုံးသားနဲ့အခြားသောအရာများစွာကမပြောင်းလဲနိုင်ဘူးလို့ထင်ရပါတယ်။ရေကနေစပြစ်ဝံအဖြစ်သို့ပြောင်းလဲသွားသလိုသခင်ယေရှုပေးဆောင်တော်မူတဲ့အပြောင်းအလဲများစွာကိုကျွန်တော်တို့မျှော်လင့်ထားကဒီတစ်ပတ်ကိုဖြတ်သန်းနိုင်မယ်လို့မျှော်လင့်ပါတယ်။